င်္ဂလာပါရှင်ကျမတော်ဝန်ဒီပါ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရန်ကုန်အတွက်ရခိုင်တိုင်းရင်းသားရေးရာဝင်ကြီးနေရာဝင်ပြိုင်မဲ့အမတ်လောင်းတွေထဲမှာတတိပုဂ္ဂလကိုယ်စားလှယ်လောင်းတွေကိုပဲစိတ်ဝင်စားတယ်လို့ရန်ကုန်နေရခိုင်တိုင်းရင်းသားတွေကပြောပါရယ်စစ်တပ်ဩဇာခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ရဲ့ကြေညာချက်အရရခိုင်တိုင်းရင်းသားရေးရာဝင်ကြီးနေရာအတွက်အမတ်လောင်း9ရောက်ဝင်ပြိုင်မယ်လို့သိရပါရယ် အဲ့ဒီအမတ်လောင်9ယောက်ကတော့ကြန့်ခိုင်ပါတီကဦးနေမင်းထွန်းပြည်သူ့ပါတီ PP ကဦးသာစိန်ပြည်သူ့ရှေ့ဆောင်ပါတီ PPP ကဒေါ်အေးမလွင်ခေါ်ဒေါ်ခင်အေးမြင့်ရှမ်းနဲ့တိုင်းရင်းသားများဒီမိုကရက်ပါတီကဦးတင်မောင်ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီကဒေါ်ခင်နှင်းစီအောင်တို့ဖြစ်ပြီးတော့တတိပုဂ္ဂလကတော့ဦးညီညီနဲ့ရခိုင်အမျိုးသားကွန်ရက် ANN ဥက္ကဋ္ဌဦးတင်ထူးအောင်တို့ဖြစ်ကြပါဗျာ စစ်ကောင်စီကလှုပ်ဆောင်မဲ့ရွေးကောက်ပွဲမှာရခိုင်တိုင်းရင်းသားရေးရဝင်ကြီးနေရအတွက်ဝင်ပြိုင်မဲ့အမလောင်း9ရောက်ထဲမှာဦးတင်ထူအောင်ကတော့ပြီးခဲ့တဲ့2020ရွေးကောက်ပွဲမှာရခိုင်တိုင်းရင်းသားရေးရဝင်ကြီးနေရအတွက်ဝင်ပြိုင်ဘူးသူဖြစ်ပြီးတော့တတိယမဲအများဆုံးရရှိခဲ့သူဖြစ်ပါရှင်။ FIFA 1 or 9 ban ကိုစတင်တည်ထောင်ခဲ့သူဖြစ်တဲ့တေးရီတေးဆိုအဒီနိုခေါ်မင်းသက်လွှမ်းဟာစနေနေ့ကတီးဆိုဖျော်ဖြေနေစဉ်မှာစင်ပေါ်မှာပဲ head attack ရပြီးတော့ကွဲလွန်သွားခဲ့ပါတယ်။အော်တိုဘာလ25ရက်နေ့က EDF အဖွဲ့ရဲ့နောက်ဆုံးနှုတ်ဆက်ဖျော်ဖြေပွဲမှာကွဲလွန်သွားပြီဖြစ်တဲ့ Remo ရဲ့မငိုနဲ့တော့တခြင်းနဲ့နှုတ်ဆက်တီးဆိုနေစဉ်မှာပဲရုတ်တရက်လဲကျပါဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့နိုင်ပိုင်းအကြမှာပဲ FIFA 109အဖွဲ့ကအဒီနိုဆုံးပါသွားပြီဖြစ်ကြောင်းကိုကြေညာခဲ့ပါတယ်။ Fever 109ဟာမြမ Underground Metal လောကရဲ့ရှေးဆောင်လမ်းပြတီးဝိုင်းနေတဲ့အဖွဲတစ်ခုဖြစ်ပြီးတော့2000ပြည့်နှစ်တည်းရဲ့နှောင်းပိုင်းကာလတွေကနေစတင်ပြီး Metal Core Guitar ကိုအခြေပြုရည်တည်ခဲ့တဲ့တီးဝိုင်းလည်းဖြစ်ပါတယ်။ Adinoa ကွယ်လွန်ချိန်မှာတော့အသက်38နှစ်ရှိပြီဖြစ်ပါတယ်ရှင်။ အညာဒေသတစ်ခုဖြစ်တဲ့သခိုင်းတိုင်းထဲမှာမွေကြိုက်ခံရတဲ့လူနာတွေပိုများလာတယ်လို့မွေစိတ်ဖြည့်စည်တွေလည်းပိုပြီးတော့လိုအပ်နေတယ်လို့ဒေသရင်းကုညီနေသူတွေစီကနေသိရပါဗျ။ဝေဝေသတင်းပေးပို့ထားတာပါရှင်။စကိုင်းထဲကဒေတာတွေမှာတော့စစ်ရှောင်းဦးရေတွေပုံများလာသလိုလေယာစိုက်ပျိုးခြင်းဖြစ်တဲ့အတွက်မွေကိုက်ခံရတဲ့လူနာတွေလည်းပုံများလာပြီးလူနာတွေအတွက်အရေးသွေးပြေးရတဲ့မွေစိတ်ဖြည့်စည်တွေလည်းလိုအပ်နေတယ်လို့ဒေတာရင်းကုညီပေးနေသူတွေစီကနေသိရပါဗျာ တပည့်ရင်းနဲ့ရွှေဘိုဘက်တွေမှာတော့နေစဉ်လိုလိုမွေကိုက်ခံရတဲ့လူနာတွေရှိနေပြီးအော်တိုဘာလ22ရက်မှာ3ယောက်အော်တိုဘာလ23ရက်မှာ9ယောက်မွေဝေးကိုက်ခံရလို့ SNC ကဖွင့်လှစ်ထားတဲ့အခမဲ့စည်းကမ်းကိုလာရောက်ပြသခဲ့တာရှိကြောင်းအဖွဲ့ရဲ့တာဝန်ရှိသူကိုစိုးမိုးအောင်ကပြောပြပါတယ်ကျွန်တော်တို့ဒီစကိုင်းမှာကဒီဟာနော်ဘိုတိလူနာပို့ပြီးတော့တိုးလာတာပေါ့နော်ဆစ်ဆောင်လူကြီးရတဲ့ဒါပို့တိုးလာတဲ့အနေထားလည်းရှိတယ် ်ဒယ်စင်းတဲ့ချိန်ပေါ့နော်ကျွန်တော်တို့ညမှာအဒယ်စင်းတဲ့ချိန်ဖြစ်တဲ့အတွက်ဒီပို့ထီးတဲ့လူကြီးကလည်းပုံများတယ်ပို့ထီးလူနာတော့နေတိုင်းနှီးပါလို့ရှိနေပေါ့နော်ခုရပိုင်းကဒီတပင်းရွှေဘို့ပေါ့နော်အဲတနေထဲမှာဒါကျွန်တော်တို့လက်လန်းမိတော့ဆိုရင်တော့ကျွန်တော်တို့စီလာကုကြီးတောင်းတာကွာငါးဦးရှိတယ်ဗျပို့ထီးတာပေါ့နော်တချို့အသက်ဆုံးရှုံးတဲ့သူတွေရှိတာပေါ့နော်အဲလိုစေးမမီတာတော့စေးမရှိတာတော့ပေါ့နော်အဲ့လိုအများဆုံးကမွေပွေးကြိုက်ခံရတာဖြစ်ပြီး လက်ရှိဒေတာတွေမှာတုံ့ဆွဲနေတဲ့ငွေစိတ်ဖြည့်စေကအိန္ဒိယနိုင်ငံထုတ်ရေသွေးနှိမ့်နဲ့ဆေးဝါးတွေဖြစ်တဲ့အတွက်ငွေစိတ်ဖြည့်ဖို့ဆေးလုံးပေါင်းများစွာကိုအကြိမ်ကြိမ်ထိုးရတာတွေလည်းရှိနေတယ်လို့တပည့်ရင်းမျိုးနဲ့ပကပတာဝန်ရှိသူကလည်းပြောပါတယ်ကျိုးကျိုးဒီငွေဈေးချပြီးပေါ့နော်ဖြည်းငွေကိုကျွန်တော်အလုံး90 60ချီထိုးရတဲ့ဟာလို့ရှိတယ်အခါတိုင်းကျွန်တော်တိတ်မကြောက်ဒီနေ့တော်တော်လေးဟောဖြစ်တယ်အသက်ဆုံးရှုံးတာလို့မကြောက်ဘူးကျွန်တော်ကြီး အလုံး60လောက်ဒီထိုးရတာတော့2ယောက်တော့ကြားတယ်အတယောက်ကတော့ဓာမီတော့လာကျဲတာယူကိုက်ပြမှတ်ပြီးတော့သူကပို့လိုက်တာပေါ့အဲသူကတော့အလုံး60ကျော်လောက်ယူထိုးရတယ်ကျွန်တော်တို့ကတော့မပွေးပဲအဲတင်တော်တော့မရှိဘူးဘာမို့တပင်းကတပင်းဆိုရင်မြို့ပေါ်ကကျွန်တော်တို့မြို့တိမ်တာဆိုတော့လေသူကလည်းမြို့ပေါ်မနေရတော့ရေချင်စစ်ဆောင်နေရှိအော်အဲလေလေနဲ့သူတို့စစ်ဆောင်ရင်လေလေချိတာရှိတယ်ဟုတ်စစ်ကောင်စီကစကိုင်းဒေတာတွေကိုစေဝါနဲ့လူသုံးကုန်ပစ္စည်းတွေတည်ယူပို့ဆောင်တာကိုတင်းတင်းကြပ်ကြပ်ကန့်သက်ထားတာဖြစ်လို့ ဈေးဝတွေဝယ်ယူရမှာအခက်အခဲတွေရှိနေကြောင်းနဲ့လက်ရှိအခြေအနေအရအရေးသွေးပြည်မီရဲ့မွေးစိတ်ပြည့်စည်တွေပိုလိုအပ်နေကြောင်းကိုကိုစိုးမှုအောင်ကထပ်ပြောပါတယ်။ဒီဈေးတွေကလည်းကျွန်တော်တို့ပတ်သက်ရှိတိုင်းနဲ့ဝယ်လို့မရဘူးဗျာ။နော်ဒီဝယ်လို့ရပြန်ရင်လည်းဒီဈေးတွေကဈေးဒါကြီးတာပေါ့နော်။နောက်ပြီးတော့တစ်ခါသေယူခွင့်နေဝယ်ယူခွင့်နေရတယ်ကျွန်တော်တို့ကပြောမှဆိုရင်ဒီမောင်ခုံမောင်ဆန်မျိုးလို့ကိုဖြစ်နေတာပေါ့ဗျာ။ကျွန်တော်တို့သခိုင်းတိုင်းထဲမှာက ဒီဘာသေးွားမှတင်သွင်းခွင့်မရှိဘူးဆိုတော့တော်တော်လေးကြက်လာတယ်ပေါ့နော်အခုဆိုရင်ကျွန်တော်တို့နောက်တစ်တော့ပေါ့နော်လူတန်းစုလည်းမရှိသေးဘူးပြောမလို့ဝယ်ယူဖို့လည်းကျွန်တော်တို့လမ်းကြောင်းအခက်ခဲတော့ဖြစ်နေတယ်ဗျကျွန်တော်တို့ဒီမှာလက်ကျန်က10လုံးလောက်ပဲကျန်တော့ပေါ့နော်10လုံးဆိုရင်ဒါနှစ်ဦးစာလောက်ပဲရှိမှာပေါ့နော်နှစ်ဦးစာလောက်ပဲကျွန်တော်တို့ရှိတော့မှာငွေကြိုက်ခံရတဲ့အခါအထက်အားဖြင့်မွေပွေးကြိုက်ခံရရင်တက်နိုင်သလောက်ဈေးရုံဈေးကန်ကိုအမြန်ဆုံးပို့ဆောင်ပေးဖို့လိုအပ်ပြီး မပို့ဆောင်မီအချိန်အတွင်းမှာလူနာကိုညင်ညင်ထားဖို့လက်မလျှောက်ခိုင်းဖို့တံရကိုဓာတ်နဲ့ခွဲတာအစိတ်ကိုပါးစပ်နဲ့ဆုပ်ထုပ်တာတွေမလုပ်ဖို့နဲ့တံရကိုရင်းနဲ့တန်းစီအောင်ဆေးကြောပြီးရှေးဥသူနာပြုနေရနေစီးနောင်နာတွေလှူဆောင်တဲ့ကြောင်းတယ်လီကျမ်းမာကအသိပညာပေးထုတ်ပြန်ထားပါတယ်ကျမဝေပါ ပါကစ္စတန်နိုင်ငံလာဟောမြို့မှာမိခိုးတွေဖုံးလွှမ်းနေပြီးတော့အန်ရရှိရဲ့အဆင့်ကိုရောက်ရှိနေပြီးလေရုညဉ့်ညံ့မှုအပေါ်မှာစိုးရိမ်မှုတွေလည်းတိုးနေပါဗျ။အစိတ်သင့်မိခိုးတွေကမြို့ကိုဖုံးလွှမ်းထားတာကြောင့်အစိုးရပို့ပြီးတော့ပြင်းထန်တဲ့အရေးယူမှုတွေပြုလုပ်ရမယ်လို့ဒေသခံတဦးကလည်းတိုက်ထွန်းတာပါဗျ။ဆွစ်ဇာလန်လေရုအရေးအသွေးစောင့်ကြည့်ရေးအဖွဲ့ IQA ရဲ့အစိုးရမနက်9နာရီတိုင်းထွက်ချက်အရညွန်ကိန်း412အထိရောက်ရှိနေတဲ့အတွက်အန်ရရှိရဲ့အဆင့်ကိုရောက်နေပါဗျ။ ဒါကြောင့်လာဟိုမြို့ဟာကမ္ဘာလေတို့အငြင်းဉဏ်ဆုံးမြို့စင်ရင်ထိတ်ဆုံးကိုရောက်လာပါတယ်။လာဟိုမြို့မှာဆောင်းရသည့်ရောက်တိုင်းရာသီဥတုအေးတာနဲ့အတူလေတို့တိတ်သီးစားတွေများပြီးရင်းနေရထွက်တဲ့မီးခိုးတွေဆက်ရွာထွက်တဲ့မီးခိုးတွေနဲ့ဖုန်နေကြောင်းအခုလိုအနေရှိရဲ့အဆင်ဖြစ်လာပါတယ်။ဆောင်းရသည့်ရောက်တိုင်းမှာအနေရှိတဲ့လေတို့ညဉ့်ဉဏ်မှုနှစ်တိုင်းဖြစ်ပေါ်နေတာကတောင်အာရှနိုင်ငံတွေမှာကြုံတွေ့နေတဲ့အဖြစ်ပြက်ပဲဖြစ်ပါတယ်။ ီတစ်ပတ်အတွင်းမှာတော့အိန္ဒိယနိုင်ငံမှာဒီပါဝလီပွဲတော်အထိမ့်မဲ့မိဘန်းနေပြစ်ဖောက်မှုနဲ့လေယာလုပ်ငန်းတွေမှာမီးရှို့မှုတွေကြောင့်လေထုညဉ့်ဉဏ်မှုတွေပိုပြီးတော့ဆိုးလာတာဖြစ်တယ်လို့ရိုက်တာဖော်ပြထားပါတယ်ရှင်။ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပါ။အားလုံးကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ Wendy ပါ။